မြန်မာနိုင်ငံမှာရောအခြားနိုင်ငံမှာရောလူငယ်တွေကပတ်စံကိုအလွယ်တကူရချင်တဲ့အခါမှာ trading လုပ်မယ် trading လုပ်မယ်လို့တွားကြတယ်။ဒါသူတို့ရဲ့ first option ပေါ့နော်။ creator လုပ်ရင်တောင်မှ6လတစ်နှစ်လောက် video ကြိုက်နေအောင်ပဲပေါ့နော်။ trading ကြတော့ကိုပတ်စံကိုကို trade မှာပတ်စံကိုပွားမယ်ဆိုမှလုပ်ကြတယ်။ဒါပေမဲ့ trading ကမလွယ်ဘူး။လူတစ်ထောင်တွား trade လုပ်တယ်ဆိုရင်ဒီလူတစ်ထောင်လုံးကဒီတစ်နှစ်အတွင်းမှာလုံးဝတေချာပေါက်ရှုံးမယ်။အဲတစ်ထောင်မှာတစ်ယောက်တော့မှအောင်မြင်ဖို့မလွယ်ဘူး။ဘာလို့ trading ကပေါ်လုံးရဲ့ tension ရှင်းပြမယ်ဆိုရင် professional football လာ7ရောက်နေကျွန်တော်တာမန်လူ7ရောက်နေတနှစ်ကြိမ်လည်းနိုင်မှာမဟုတ်နှစ်နှစ်ကြိမ်လည်းနိုင်မှာမဟုတ်ပေါ့နော်အဲ့တော့လူငယ်တွေကိုတတိယ trading အကြောင်းတိကျမလိမ့်လာပဲနဲ့အ ਨੇ ဆုံးနှစ်နှစ်၃နှစ်လောက်မလိမ့်လာပဲနဲ့တွားပြီးမှ trading မလုပ်ပါနဲ့ကိုပစင်တေချာပေါက်ရှုံးနေမယ်ဒါပေမဲ့ investment လုပ်တယ်ဆိုတာကဘာလဲဆိုရင်ကိုကိုယ်တိုင်လှုပ်ရှားမလို့လေဒီလားအခုနောက်တော့ brother ပြောတဲ့ S&P 500ကဘာပေါ်မှာအအောင်မြင်ဆုံးစီးပွားရေးအခု900ကိုကိုယ်တိုင် run နေရမှာဟုတ်ဘူး သူတို့ရဲ့စီးပွားရေးကိုပညာရှင်တွေက run နေကိုပတ်စံသွားထဲတာဟုတ်တယ်ဟိုတနေ့မှဟိုအမြက်က7%လား10%ရလာလာပေါ့နော်အမြက်ရလာတယ်အဲ့တော့ invest လောက်တာနဲ့ trade လောက်တာဆိုရင်ဒီဒီကလူငယ်တွေကို invest ပို့လောက်ခိုင်းစေချင်တယ် trading ဘက်ကိုမတွားခိုင်းစေချင်ဘူးရှုံးလိမ့်မယ်ပေါ့နော်ဒီဒီကိုရဲ့ night ကလည်းအသက်79နှစ်မှာ trading လုပ်ဘူးပဲ australia မှာနေတုန်းကရှုံးတယ်အကုန်ရှုံးတယ်အဲ့ဒါကိုညံ့လို့ပေါ့နော် ဲ့လိုမျိုးပြောလို့လေဟို trading log ကမှာအောင်မြင်တဲ့သူမရှိဘူးလားဆိုမဟုတ်ဘူး trading log ကမှာအောင်မြင်တဲ့သူတွေရှိတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေက discipline အရှမ်းရှိတဲ့သူတွေ market ကိုနားလည်တဲ့သူတွေပြီးရင်သူတို့မှာက psychologically အရင် strong ဖြစ်တဲ့သူတွေပတ်သက်နဲ့ပတ်သက်ပြီးမှ emotion လောက်ဝမရှိတဲ့သူတွေပေါ့နော်အဲ့လိုမျိုးအခြား factors တွေအများကြီးအများကြီးရှိတယ်အဲ့တော့အဲ့ level ကိုလူငယ်တယောက်ရောက်ဖို့ဆိုတာကမလွယ်ဘူး အားလေးတစ်ခုကိုလူငယ်တွေကိုရှောင်စီချင်တယ်ပေါ့နော်အဲ့တော့ကို့မှာပတ်စံအပိုတွေရှိလာတယ်ဆိုရင် invest လုပ်ဖို့စဉ်းစားမြန်မာနိုင်ငံမှာတော့နည်းနည်းခက်လိမ့်မယ် brother brother လားမြန်မာနိုင်ငံမှာတော့လေဟုတ်တယ် UK မှာကျတော့အရန်လွယ်တယ်အမဟိုတတိဆိုလက်ဒီအိုက်ဆာပေါ့နော် UK မှာတနစ်ကိုပေါင်1000တတိကိုအိုက်ဆာမှာအခွန်မပေးဘဲနဲ့ invest လုပ်ရတယ်ဟုတ်တယ်အဲ့တော့တတိကအဲ့ဒါကိုတနစ်ကိုပေါင်1000တော့အမြဲတမ်း invest လုပ်တယ်ဟုတ်ဘာလို့ဒီပတ်စံကနှစ်40ကျလာတဲ့အခါမှာကို့အတွက် retirement ဟုတ်တယ်။မန်နီပဲကွာ။ဟုတ်တယ်။မီလီယံကျော်ရလိမ့်မယ်ဒီပတ်စံက။ဟုတ်တယ်။အဲ့တော့ဘာမှမဝယ်ခင်နော်။ဥမာဒီနှစ်အတွက်မှာခီးရမတော်ခင် Gucci LV ဟလာဟလာ Rolex လာဒီဟာဒီမဝယ်ခင်မှာအ ਨੇ ဆုံးတော့ဒီပေါင်တစ်တောင်းကိုတော့မဖြစ်မနေ invest လုပ်တယ်။ပစ္စည်းရထက်ဆိုင် investment ကိုပို့ပြီးမှ priority ထားတယ်ပေါ့နော်။ဟုတ်တယ်။အဲ့တော့အဲ့လိုမျိုး invest လုပ်ပါတယ်ပေါ့เนาะအဲ့တော့မြန်မာနိုင်ငံကလူငယ်တွေမှာကိုပိုင်စီးပွားရေးပေါ့เนาะကို့မှာရှိလာတဲ့ပတ်စံအပေါ်နဲ့ကိုပိုင်စီးပွားရေးလုပ်ရင်လုပ်မလုပ်ဘူးဆိုရင်ဘယ်မှာ invest လုပ်လို့ရလဲပေါ့เนาะအဲ့လိုမျိုး invest လုပ်တဲ့အခါမှာဆိုရင်ဒီဒီရဲ့အတိတ်တယောက်ဆိုရင် site ကလာဒါမှမဟုတ်၃ဘိန်းလား site ကလာဒီဟာကို invest လုပ်ပြီးမှငားပေးထားလို့ရတယ်ဒါလည်း investment တစ်မျိုးပဲပေါ့เนาะမြန်မာနိုင်ငံမှာကြတော့တခါတည်း directly S&P 500တို့ဒီ international company တွေမှာ invest လုပ်လို့ရလားမရလားတော့ဒီဒီလည်းအတိတ်ကြတော့မသိဘူး brother ဒီလားမသိဘူးเนาะအဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူး bro မြန်မာပြည်ကတော့ကျွန်တော်တို့ဘိုးစင်ပေါင်ဆက်လုပ်ခဲ့တဲ့ investment ကတော့ရွှေဝယ်တာပေါ့ရွှေရမြေရဟုတ်တယ်ရွှေရမြေရဟုတ်တယ်မြန်မာပြည်ကတခုကြတော့ဗတ်ဆန်ကဘာလို့ ban နေတဲ့ဆိုကြဆိုတော့ ban တော့ကများတယ်ဒီကျွန်တော်တို့အနောက်နိုင်ငံတွေထက်လေရတဲ့ ban တော့ကများတယ်ဒါပေမဲ့ ban တော့ကများတယ်ဆိုပေမဲ့လည်း inflation ကလည်းများတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဗန်နဲ့ထည့်ထားတဲ့ဟာမှဆိုအကုန်ရှုံးတာလေ bro ဒီ inflation ရောင်းအ ਨੇ ဆုံးလူငယ်တယောက်အနေနဲ့တတိထန်တဲ့ဒီ step 1ကကိုက invest မလုပ်နိုင်ရင်တောင်မှပတ်စံစုအခုကဘာဖြစ်နေလဲဆိုရင် ဟိုလူငယ်တော်တော်များများကရလာတဲ့ပတ်စံကို they buy to impress other people yes mm iphone အတက်လားအင်ဂျီအတက်လားနာယီအတက်လားအခီးတွားပြတာလားလက်ဆောင်ပေးရလားလူတွေရဲ့ အထင်ကြီးခံမှုကိုလိုချင်တဲ့အတွက်ကြောင့်မို့ပတ်စံမဆုပဲနဲ့ဟာကားဝယ်လိုက်တယ်ဟွာဝယ်လိုက်တယ် impress အရန်ဖြစ်ချင်တယ်လားကျွန်တော်ကလည်းအဲ့ဒီ mindset ကပြောင်းဖို့လိုတယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ထင်တာကတော့ဒီ social media နဲ့လည်းဆိုင်တယ်အပြစ်ပြောတာမဟုတ်ဘူးเนาะလုံနေလို့ဆို fragrance by tooth ကို tooth ဆိုပါအောင်ဆိုလဲသူတို့ page ကတကယ်ရေမွေး luxury ဟာကြီးလောက်ပြတယ်ဗျဥပမာဆိုထားပါတော့ဒီ initial တို့ဘာလို့အဲ့လိုမျိုးဟာတယ်ဆိုလို့ရှိရင်လူငယ်တွေကမြင်ပြီးတော့ ဝဲကျင်တာပေါ့သုံးကျင်တာပေါ့သိရမလားဒါပေမဲ့ဟိုကိုတုဒီ level ရောက်ဖို့ तू ဘယ်လောက်လှုပ်လှုပ်ခဲ့လဲပြီးတော့ तू ဒီ perfume တွေတက် तू ပတ်စံပြန်သုံးနေရယ်ဆိုရလဲ तू ကဒီကနေတခါဝင်ငွေတွေပြန်ရတယ်ကွာသိလားအဲ့လိုမျိုးပေါ့ကျွန်တော်ကတော့အဲ့လိုအခုဒီနေ့ mindset သွားတူတယ်အဲ့လို luxury bar ညာကကျွန်တော်အတွက်ကလုံးဝပြောရရင်ဒီ monthly spending နဲ့မှာပါနေတဲ့အရာတွေမျိုးကျွန်တော် monthly spending ဆိုလို့ရှိရင်ကျွန်တော်အဓိကဒီ invest လုပ်ဖို့ကတော့သူလာတိုင်းတော့သူဖြတ်သွားပြီးသားတခါစားဖို့တောက်ဖို့အိမ်လာကနေ bill စေပါတယ်နောက်တစ်ခါကျွန်တော်10%ကျွန်တော်အမြဲတမ်းတစ်ခုခုလှူတယ်ဗျာဒါပေမဲ့အဲ့လိုမျိုးကြီးသွားပြီးတော့ငါ Jordan စီးရမှငါ Supreme ဝယ်ရမှငါ Rolex ပတ်နိုင်မှအဲ့လိုမျိုးကြတော့ဒါတွေကအဓိကမဟုတ်ဘူးလေနော်ပြီးတော့အခုချိန်မှာကိုကလာကရနေပြီဆိုပေမဲ့လေနောင်လမှာကိုကတစ်ခုခုဖြတ်သွားလို့အိပ်ရတဲ့လေပေါ့ဒီပတ်စံဝင်တော့မှာမဟုတ်ဘူးလေ ကျွန်တော်သူ့ဒီဆိုကျွန်တော်ခဏခဏပြောရပေါ့နော်သူဆိုရင်အခုနောက်တော့ brother ပြောလို့မျိုးပဲပေါ့နော်ဒီ frequency ကိုအရင်ကြိုက်တဲ့ကမှာသူ့မှာပတ်စံပေါင်100ရှိရဆိုပေါင်100 frequency တော့ဝယ်ဟို I think it's so round လာပါဆိုဘာ saving မှလည်းမရှိဘူးပတ်စံစုထားရလည်းဘာမှမရှိဘူးကျွန်တော်တို့ကြတော့ပေါင်100တန် frequency တခုကိုတော့ဝယ်တယ်ဆိုကွာဒါမျိုးပလင်းအလုံး100 1000တော့ဝယ်နိုင်လို့ plane တော့ဝယ်တာကွာဟုတ်ပါကွာ rollless night တလုံးဝယ်တယ်ဆိုရင်ဒါ ဒါမျိုးနိုင်ဆယ်လုံးတော့ဝင်နိုင်လို့ဒါတလုံးတွားဝယ်တယ်ကွာဟုတ်လားသူတို့မှာကျတော့မဟုတ်ဘူးတိလားစုထားတဲ့ပတ်စံလည်းမရှိဘူးရှိရဲ့ပတ်စံနဲ့တွားဝယ်တယ်အဲ့ဒီ mindset ကမားတယ်ပေါ့နော်အဲ့တော့လူငယ်တွေကကိုတခုခုဝယ်ဖို့စဉ်းစားတဲ့အခါမှာအမြဲတမ်း okay ငါ Zara အင်ဂျီတစ်ထည့်ဝယ်မယ်ငါဒါမျိုးအင်ဂျီအထည်၁၀သိန်းဝယ်နိုင်လား ဆက်တင်ဝယ်နိုင်မှသွားဝယ်အခုကဆက်တင်လည်းမဝယ်နိုင်ဘူးရှိရပတ်စံတွေအကုန်လုံးလည်းတုံးတယ်ပေါ့နော်အဲ့ဒီအတုံးဖြုံးအရင်ကြီးရကွာအဲ့တော့အမြဲတမ်းလူငယ်တယောက်အနေနဲ့ဒီဒီတန်နဲ့ကိုယ့်အကိုစစ်စံချထားတဲ့နယ်ပေါ့နော်ဒီ finance မှာဆိုရင်ကိုက needs wants နဲ့ invest ပေါ့နော်ဒီတုံးခုကိုခွဲထားတဲ့နယ် needs မှာဆိုရင်အမြဲတမ်းကွာဒါ rent တွေပေးရမယ်အစားအသောက်တွေရှိမယ်ပေးတွေရှိမယ် wants မှာဆိုရင်ဒါ i want to learn education လာ i want to travel ပေါ့နော်အဒီအတွက်လည်းတီးတန့်ခွဲထားရမယ်ပြီး investment ကတော့အနည်းဆုံး 20%ရှိရမယ်အဲ့တော့ဒီ niche အတွက်50%တုံး once အတွက်30%တုံး investment ကတော့20%ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရလာတဲ့ salary ကိုအဲ့လိုမျိုးခွဲထားဖို့လိုရပေါ့နော်ဒီ lender မှာကျတော့အဲ့လိုမျိုးမခွဲကြဘူးတိလားသတိထားမြင်ကျွန်တော်ဆိုရင်ခွဲဖြစ်တယ် lender မှာကျတော့သူတို့မှာက60 70%က rent နဲ့ကုန်ရဲ့ တိလလန်ဒန်ကတော့မရောက်လန်ဒန်ကတော့ rent ရဲ့ဒီ travel expenses တွေနဲ့ဘာမှမကျန်တော့ဘူးပြင်စားတာတောက်တာနဲ့ကဘာမှမအောင်မကျန်ဘူး yeah ကျွန်တော်အမ brother ကိုအားကြလို့လန်ဒန်ကနေပြောင်းရင်ကောင်းမလားပေါ့နော် bro ကတော့ bro ကတော့အများကြီးဝင်နေတာလန်ဒန်ကပြောင်းစရာမလိုပါဘူး bro ရဲ့ကျွန်တော်တို့ကျွန်တော်တို့ဝန်တန်းနေမဟုတ်ဘူးအများကြီးဝင်ဘူးအော်အများအများကြီးဝင်လူတွေလူတွေထင်နေလို့ကျွန်တော်မှလည်းဟိုပတ်စံအလောက်ကြီးမရှိဘူးတခုပြောလိုက်အောင်မယ်ကိုရီပဲအသက်30ဖြစ်လာလို့ပဲ 4E စကားပြောရတော့မဟုတ်ဘူးကွာတိလားဟိုကျွန်တော်လည်းအဲ့လိုမျိုး off white ဆိုလဲဝတ်ချင်တာပေါ့အဲ့လိုမျိုးရှိတာပေါ့ ် Gucci ဆိုလည်းဝတ်ရှင်တာတော့ဒါပေမဲ့ပြန်စစ်စားကြည့်လိုက်အဲ့ဒီ Gucci ရေ Prada တွေဝတ်နေတာတွေကဘောလုံးသမားတို့ဒီရုပ်ရှင်မင်းသားတို့သူတို့ဝင်ငွေနဲ့ပြန်ရှင်လိုက်မယ်ဆိုဘာမှမဟုတ်အဲ့လိုမျိုးပြန်ချိန်ထိုးကြည့်လိုက်ဟုတ်တယ်သူရဲ့ဝင်ငွေကတစ်လောက်ဒေါ်လာနဲ့သိန်းရှယ်ဟုတ်တယ်ဟုတ်တယ် ဲ့ဒါပြောတာသူတို့ကတကယ်ဘာမှမဟုတ်တာကျွန်တော်တို့ဒီရန်ကုန်မှာသွားပြီးတော့လမ်းဘေးမှာရေခဲရေတစ်ခွက်ဝယ်တောက်တဲ့ပတ်စံမှရှိတယ်ခုနကဘရာပြောရလဲမန်နေ I think it's all because of social media ကွာတလားလူငယ်တွေက social media မှာကြီးမားဟာငါလဲဝယ်မယ်သူ့ကိုအားကြလို့ပေါ့နော်အဲ့ဒီဟာရှိတယ်အခုနကစကားကိုပြန်ဆက်ရမှာဆိုရင်ပေါ့နော်လူငယ်တွေပတ်စံကိုစုပါပေါ့နော်အ ਨੇ ဆုံး invest မလုပ်နိုင်အောင်စုပါပေါ့နော်တတိယလည်းအဲ့ဒီ rich step ဘွားတဲ့ပေါ့နော်ဒီစားကိုအရန်ကျေစုတင်မိရတလားငယ်တော့အဲ့ဒီစားကိုဖတ်ပြီးမှအရန်ကိုနားလဲလိုက်တယ် ဒီ finance နဲ့ပတ်သက်ပြီးမှ liability နဲ့ asset ကိုတည်ချလေးခွဲပြီးမှမြင်တတ်တဲ့အခါမှာလေကျွန်တော်အခုဝတ်နေရဲ့ bond တွေအင်ဂျီရေဆိုရင်လေလွန်ခဲ့တဲ့၈နှစ်ကဝယ်ထားတဲ့အင်ဂျီ bond တွေတကယ်တကယ်ဒါလားဘယ်ဘယ်တော့အခါမှမမဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒီခါကျရင်ကျွန်တော်ရဲ့ comment မှာတော့ကျွန်တော်တကယ်ချင်းဖြစ်ဖြစ်အောင်ရဲ့ comment မှာတော့ဆိုရင်ဟာကိုရီးယားအင်ဂျီဝယ်ပြီးလဲတခါလိုက်လဲတခါလိုက်လဲဒီအင်ဂျီအနေရောင်ဒီအင်ဂျီအဖြူရောင်ဒီဟာဒီဟာကြီးပဲပေါ့နော်အဲ့တော့ ဒါပေမဲ့ I'm proud of myself တိလာသူများရဲ့လိုမျိုးအရင်ဈေးကြီးတဲ့အင်ဂျီတွေတော့ဝယ်စရာမလိုပြင်မလိုအပ်ပဲနဲ့လည်းမဝယ်ကွာတိလာအဲ့ဒီဝယ်မဲ့အင်ဂျီတွေအစား အစ်တတော်အရာတွေဝဲဝဲဝဲပြီးမှ brand တွေကိုလှုပ်ကျွေးနေမှာအစားကိုက invest လုပ်တယ်အဲ့ဒီပတ်စံတွေကိုပေါ့နော်အဲ့လိုမျိုးပြောဆို brand လုံးဝမဝဲတာလည်းမဟုတ်ဝဲတယ်ဒါပေမဲ့အများကြီးမဝဲဘူးလိုအပ်တာလည်းပုံမဝဲဘူးပေါ့နော်အဲ့တော့ brother ရော finance ပတ်သက်ပြီးမှလူငယ်တွေဘာအကြံထပ်ပေးချင်သေးလဲအဲ့ bro ပြောတာတော့တော်တော်လေးကိုပြည့်စုံသွားပါပြီ bro ပြောခဲ့တဲ့လိုပဲပေါ့နော်အဓိကကတော့ဒီ wants တွေ needs တွေ investment တွေကိုအကောင်းလေးခွဲနိုင်ရပြီပြီးတော့တချို့တွေဖြစ်တာပေါ့နော်လကလေးရလာတယ်လအစပိုင်းမှာဆိုလို့ရှိရင်အပြင်နေလျှောက်ပြီးသွားစားတယ်ဝယ်ချင်တာတွေဝယ်လိုက်တယ်ပြီးရင် လာတလာတဝက်လောက်ရောက်လာဆိုစပြီးတော့ငတ်ပြီးပါစားစရာမရှိတော့ဘူး instant noodle လေးနဲ့ဖြစ်သွားတယ်ဒါတော့မှကိုကလာစားအမြဲတမ်းရနေရလေးသိတယ်မလားအဲ့လိုမျိုးမရှိတော့မဲ့အချိန်ကိုစဉ်းစားပေါ့နော်ကျွန်တော်တနေ့ဒီလူငယ်တယောက်ရဲ့သဘောတဘာဝကလေ the more you earn the more you spend ပေါ့နော်အဲ့ဒီ mindset ရှိရလားတကယ်လည်းအဲ့ဒီ mindset ကမရှိအောင်ပတ်စံရလာလေးလေးပတ်စံပို၃လေးလေးပေါ့နော်တို့အမှတလားကို7တင်းရတယ်ဆိုရင်7တင်းကောင်အောင်တုံးတယ်တလားကို30ရတယ်ဆို30ကောင်အောင်တုံးတယ်ဟုတ်တယ်အဲ့50ရရင်30 30ကောင်အောင်တုံးအဲ့လိုမျိုးတုံးနေမဲ့ဆိုဘယ်အချိန်မှတွားပြီးမှ စုမှလည်းဘလောက်ရရဘရမလောက်မှာမဟုတ်ဘူးကိုဘလောက်ပဲရနေရဒီ money နဲ့ပတ်သက်လာရင် discipline ရှိဖို့လိုရလို့ဒီဒီကမြင်နေပေါ့နော်